ညီကိုတို့အားလုံးပဲမင်္ဂလာပါဗောဗျာကျွန်တော်တို့အင်ကာနဲ့ညမှာကာမဲချန်ပီယံလိလေးဝက်ရှိတယ်ဘာစီလိုနာဘမ်ပီကအင်တာမီလန်ဖီယန်နော့နဲ့လီဗာကူစင်ဘိုင်ယန်မြူးနစ်လီဗာပူးနဲ့ PSG တို့ပွဲစဉ်ကိုပွဲကြိုတုံးတပေးချင်ပါတယ်ခဏိတော့ကျွန်တော်ပထမအဦးဆုံးအနေနဲ့ဘာစီလိုနာဘမ်ပီကဗောဗျာဘာစီလိုနာကတော့တကယ်ဗောနော်ကျွန်တော်တို့ချန်ပီယံလိမှာတော့တည်တဲ့အတိုင်းပဲတော်တော်လေးဖောင်းလဲကောင်းတယ်ဂိုးသွင်းအားလဲကောင်းတယ်ဗောဗျာဘာစီလိုနာပေးထားတဲ့ခြေရနှလုံး90နဲ့ဂိုးပေါင်း၄လုံး90စာဆုံးမှာပေးထားတယ်ဗောဗျာ ဆိုကျွန်တော်ဘာစီလိုနာတော့ပထမအကြော့မှာတော့10ဆိုတဲ့ရက်လက်နဲ့เนาะဘမ်ဘီကကွဲမှာနိုင်ခဲ့တယ်ပေါ့ဗျာသူတို့ဒီပွဲမှာဆိုသူတို့မှာအနီကကြီးတောင်ရှိတာကိုသူတို့ရအောင်သူတို့ဂိုးသွင်းနိုင်ခဲ့တာလည်းတွေ့ရတယ်ပေါ့နော်အဲဒီပွဲစဉ်မှာကျွန်တော်ဂိုးသွင်းခဲ့တာကတော့ရာဖင်ညာပေါ့ဗျာဟီးရိုးဖြစ်သွားတယ်ပေါ့ဗျာဆိုလက်ရှိကျွန်တော်ကြည့်ရမယ်ဆိုလို့ရှိရင်တော့ဘာစီလိုနာရဲ့ကာရာဖောင်ကတော့ဂျာယက်မှာသူတို့ဘောလုံးမကန်ဘူးနားထားတယ်သူတို့ရဲ့ဒီဘာစီလိုနာကအထက်အရာရှိတယောက်ဆုံးသွားတယ်ပေါ့ဗျာတည်သွားတယ်ပေါ့ဗျာ tăng trụ bùa bể thay là postpon kết toả là bảo bia đi bùa sinh trụ mặc càng cái vụ so chi mà soi cho nó barcelona ấy chạm nhau lên bùa sinh này chi mà soi nào thôn tu so cái chạm nhau lên ngáo mà soi luôn cho nó lý với gú bộ trả thay là bảo nó đập với gú học thiệt thay là cái gì là bảo nó brass to cho nó dot mon độ bàn phi cao đấy ở ngoài phi thay là five full này uy quan mà này là bảo nó à pin cho nó atlanta rồi là tụi tây sort thay là cái gì là bảo nó ဗန်ဘီကာရဲ့ချန်ပီယံလိပွဲစဉ်တွေကျွန်တော်ကြည့်ရမှာဆိုရင်၅ပွဲကိုကြည့်မှာဆိုရင်တော့၂ပွဲနိုင်တစ်ပွဲသိရင်၂ပွဲရှုံးထားတယ်ပေါ့ဗျာ so ကျွန်တော်ဗန်ဘီကာနည်းနည်းလေးဘယ်လိုပြောလဲနောက်တန်းခံစိတ်ဦးစားပေးတဲ့ပုံစံမျိုးနဲ့တွေ့ရတယ်ပေါ့နော်ဂူအောင်တွေလည်းကြားနေတယ်ဗျာသူတို့ကတော့၂ပွဲနိုင်တစ်ပွဲသိရင်၂ပွဲရှုံးထားတာမျိုးတွေ့ရတယ်ပေါ့နော်ဘာစီလိုနာနိုင်ဂျီယာနော်86ရှိရဆိုမှသူတို့ကပေးထားတာတော့တွေ့ရတယ်ပေါ့နော်ဒီနှစ်သင်းဟက်တူဟက်တွေကတော့အများကြီးရှိတယ်ပေါ့ဗျာ။အတော်တော်များများဘာစီလိုနာကွင်းမှာဂိုးအောင်ဖြစ်ထားတာ၃ချိန်တွေ့ရတယ်ပေါ့နော်။ ဇီ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 2ဇီဆိုမှာ3ဉ္စတွေ့ထားတယ်3ဉ္စလုံးဘောဖြစ်ထားတာလည်းတွေ့ရတယ်ပေါ့နော်ဗိုတီနုစကောယက်စ်ကိုလောင်းမယ်ဆိုလို့ရှင်တော့တထောင်လောင်းရင်ကျွန်တော်900ရမယ်ပေါ့နော်ဒီပွဲစဉ်မှာဗိုတီနုစကောယက်စ်ဖြစ်ဖို့များနေတာမျိုးတွေ့ရတယ်အကရဲ့နိုးလောင်းမယ်ဆိုတော့ကျွန်တော်2ဆကွယ်နီးပါးလောက်ရမယ်မင်းက90အတော်တွင်းမှာဖြစ်မှာဂိုးပေါင်းကြီးကိုကြည့်မယ်ဆိုရင်တော့မင်းက90အတော်တွင်းမှာအနည်းဆုံးနှစ်တင်ပေါင်း၃လုံးကနေ၄လုံးထိရောက်မယ်ဆိုတော့ခြေမျိုးဖွင့်ထားတယ်ပေါ့ဗျာ။ မိနစ်90အတောအတွင်းမှာဘာစီလိုနာအသင်းကတော့အ ਨੇ ဆုံးကျွန်တော်တို့နှလုံးနဲ့သုံးလုံးကြားထဲမှာတွင်းမယ်ဆိုရင်ချီမီလာဖွင့်ထားတာပေါ့နော်မိနစ်90အတောအတွင်းမှာဘန်ဘီကအသင်းကအ ਨੇ ဆုံးတစ်လုံးလောက်ပဲရမယ်ပေါ့ဗျာ2-1လားပေါ့နော်2-1ပေါ့3-1ပေါ့ဒီလိုပုံစံမျိုးဖွင့်ထားတယ်ဆိုတော့ကျွန်တော်ပထမပိုင်းရဲ့ဂိုးပေါင်းကြီးကိုကြည့်မယ်ဆိုရင်ပထမပိုင်းမှာဖြစ်နိုင်ခြေရှိတာကတော့အ ਨੇ ဆုံးနှစ်သိန်းပေါင်းနှလုံးလောက်တော့ထည့်မယ်ဆိုတော့ချီဖွင့်ထားတယ်ပေါ့နော်ဒီပွဲစဉ်မှာတော့ကျွန်တော်ကတော့ပေါ့နော်ကျွန်တော်အကြိုက်ပေါ့ဗျာကျွန်တော်အားလုံးနဲ့စမ်းကြည့်မိမှကျွန်တော်ဘန်ဘီကဘော်ဒီကြိုက်တယ်ပေါ့နော် မ်ဘီကဘော်ဒီကြိုက်တယ်ပြီးရင်ဂိုးပေါင်း၄လုံး60စားဆိုတော့ဂိုးပေါင်းချင်းမှာကျွန်တော်ဂိုးပေါင်းအောက်ပဲကြိုက်တယ်ဗျာတောင်းလောင်းထိပဲကြိုက်တယ်ဘောနော်ဝိုင်းစပရိုက်မယ့်ညီကိုတွေကတော့ over 2.5ကိုလည်းရရင်ရိုက်ကြည့်ပါဗျာဒီလိုထိုးဖို့ကျွန်တော်အကြံပေးခြင်းပါတယ်ကဲနောက်တစ်ပွဲလာပါပြီခင်ဗျာအင်တာမီလန်နဲ့ဖီယန်နော့ဘောနော်အင်တာမီလန်ကတော့ကျွန်တော်စီးရီးဂါဂူရူကြီးပေါ့ဗျာကျွန်တော်အင်ဇာဂီရဲ့အတင်းပေါ့ဗျာဒီပွဲစဉ်မှာတော့အင်တာမီလန်တလုံး60ရှုံ60ပေါင်းတောင်းလုံး40နိုင်ဆိုမှပေးထားပါဘောနော် ကျွန်တော်တို့ဖေယံတော့မှာတော့ကျွန်တော်နီးပြတ်ရော်ဘင်ဘမ်ပါစီကိုင်းနေတာပေါ့ဗျာအကောင်လည်းတိတဲ့အတိုင်းပဲဘမ်ပါစီဆိုတော့အရင်တော့ကျွန်တော်အာဆင်နယ်ကတိုက်စစ်မှုပေါ့ဗျာဆိုလက်ရှိကျွန်တော်တို့ဒီနှစ်ရက်လက်ရှိကာရာဖောင်မှာကြည့်ရမယ်ဆိုလို့ရှိရင်တော့အင်တာမီလန်ပထမအကြောတုံးကတော့ဒူးစီးနဲ့နိုင်ထားတာပေါ့နော်အပြတ်တတ်နိုင်ထားတယ်အင်တာမီလန်ရဲ့ချန်ပီယံလိ၅ပွဲကိုကြည့်မယ်ဆိုလို့ရှိရင်တော့၄ပွဲနိုင်တစ်ပွဲရှုံးပေါ့နော်သူကဂိုးအောက်ကိုတအားဆော့တယ်ဒီအတင်းက ကျွန်တော်ဒီမှာကြည့်ရမှာဆိုမိုနာကိုနဲ့ပွဲမှာ3စီးနဲ့နိုင်တယ်လိုက်စစ်ကို1စီးနဲ့နိုင်တယ်စပါတာပရက်ကို1စီးနဲ့နိုင်တယ်ဘောနောက်ဖီယန်နော့ကို2စီးနဲ့နိုင်ထားတယ်ဒီသူနောက်ဆုံးဆော့ခဲ့တဲ့5ပွဲမှာဆိုရင်လီဗာကူဆင်တင်းတဲ့ဘက1စီးနဲ့ရှုံထားတယ်ဘောနောက်ဒါချန်ပီယံလင်းရဲ့အလက်ရှိကာရာဖောင်ကိုပြောတာအခုလုံး9အောက်တွေဖြစ်ထားတာဘောနောက်စီးရီးဖက်မှာကြည့်မယ်ဆိုရင်တော့သူကမွန်ဇာကို3တူးနဲ့နိုင်တယ်ဒါပေမဲ့ဘော်ဒီဂျေးရှုံတဲ့ဂိုးပေါင်းကြီးအောင်သွားတာတော့တွေ့ရတယ်ဘောနောက်နောက်ဆုံးဆော့ထားတဲ့ပွဲစဉ်မှာဖီယန်နော့ကိုကြည့်ရမှာဆိုရင်ဖီယန်နော့ရဲ့ချန်ပီယံလင်း5ပွဲကိုကြည့်မယ်ဆိုရင်နှစ်ပွဲနိုင် တပွဲတရီနှစ်ပွဲရှုံးပေါ့ဗျာနိုင်ထားတာဘိုင်ယန်မြူးနစ်ကိုအင်ကွင်းမှာနိုင်တယ် AC မီလန်ကိုအင်ကွင်းမှာနိုင်တယ်ပေါ့နော်တရီကြတာ AC မီလန်ကိုအဝေးကွင်းမှာတရီကြတယ်ပေါ့အင်တာမီလန်တူးစီးနဲ့ရှုံးတယ်လိုင်လီကို6-1နဲ့ရှုံးထားတယ်ပေါ့နော်လက်ရှိကာရာဖောင်ကြည့်ရမယ်ဆိုရင် तू ကလည်းဒီဒီသူတို့ကလည်းဒီပွဲစဉ်ကိုတအားအရေးကြီးတယ်ပေါ့နော်အရေးကြီးတဲ့အတွက်သူတို့နယ်သာလန်လစ်မှာသူတို့ရဲ့ပွဲစဉ်ကိုရွှေ့ထားတာလည်းတွေ့ရတယ်ဒီပွဲကိုသူတို့အပြတ်ခွိုင်းမယ်ပေါ့ဗျာအင်တာမီလန်ကိုအဲ့လိုပုံစံမျိုးပေါ့ဗျာ ဆိုတော့ကျွန်တော်ဒီနှစ်သင်းရဲ့ head to head ကိုကြည့်မယ်ဆိုရင်တော့ကျွန်တော်ဒီချိန်မှာရှိတဲ့ Inter Milan 2-0နဲ့နိုင်ထားတာပေါ့နော်အဲ့ဒီပွဲစဉ်မှာကျွန်တော်တို့မြင်ခဲ့ရမှာပါဘောလုံး position ဘိုင်းမှာဆိုလို့ရှိရင်ကျွန်တော် Fiorentina ကတော်တော်လေးကောင်းတာဗျဘောလုံး position တွေရောကျွန်တော်တို့အခွင့်အရေးရတာပိုင်းနေမှာဒါပေမဲ့တပါချင်းတော့တအားကွာတာပေါ့နော်ကစားသမားအရေးချင်းပိုင်းနေတော့တအားကွာတယ်ဒါတော့ကျွန်တော်တို့မြင်တွေ့ခဲ့ရတာပေါ့ဗျာပြီးလို့ရှိရင်ကျွန်တော် Fiorentina မှာဆိုရင်ကစားသမားတွေတော်တော်များများတိုင်ရန်ရှိတယ်လည်းအကုန်လုံးသိတဲ့အတိုင်းပဲ ဂျီယာနောင်းကိုကြည့်ရမှာဆိုရင်တော့နိုင်ဂျီယာနောင်းကတော့အင်တာမီလန်89ရခိုင်နှုန်းပေးထားတယ်ပေါ့ဗျာဝိုင်းစွဲပေါက်ကြီးတွေမှာကြည့်မယ်ဆိုရင်တော့ဝိုင်းစွဲမှာပေးထားတာတော့ Boating to Squares ကိုကျွန်တော်တို့ဒဇာပေးထားတယ်တစ်ထောင်လောက်ရင်2000ရမှာပေါ့ဗျာကျွန်တော်တို့ဒီပွဲစဉ်မှာ Boating to Squares ထိုးဖို့အကြံပေးခြင်းနဲ့ဘာဖြစ်လို့လဲဆိုရင်ဖီယာနော့ကဒီပွဲကိုမဖြစ်ဖြစ်အောင်နည်းနဲ့တိုက်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်တိုက်လာမယ်လို့ထင်တယ်ပြီးလို့ရှိရင်ကျွန်တော်တို့မင်းနဲ့90အတော်တော့မှဖြစ်မှာဂူပေါင်းကြီးကိုကြည့်မယ်ဆိုရင်အနည်းဆုံး3လောင်းထိရောက်မယ်ခြေမျိုးဖွင့်ထားတယ်ပေါ့နော် ငတဲ့မောင်တောင်းလုံးဆိုတာကအင်တာမီလန်သတိစီးနဲ့နိုင်လဲနိုင်မယ်2-1နဲ့နိုင်လဲနိုင်မယ်ပေါ့နော်အဲ့လိုအတိတ်ပိုင်းမျိုးပြောချင်တာပါပြီးလို့ရှိရင်ကျွန်တော်အင်တာမီလန်အတင်းအမင်းနဲ့90အတွင်းမှာအ ਨੇ ဆုံးကျွန်တော်နှလုံးလောက်တော့တွင်းမယ်ဆိုတော့ဂျီမျိုးလဲကျွန်တော်ဝိုင်းစပါမှာဖွင့်ထားတယ်ဖီယန်တော့အတင်းကတော့တလုံးတော့မရနိုင်ဘူးဆိုတော့ဂျီဖွင့်ထားတယ်ဗျာဖီယန်တော့လုံးဝကိုမရဘူးတဲ့တထောင်လောက်ရင်ကျွန်တော်တထောင်ပေးထားတယ်ဗျာဒါကတော့တသက်စိန်ခေါ်တယ်လို့ထင်တယ်ပေါ့နော်ဟုတ်လဲဟုတ်မှာပါဗျာအင်တာမီလန်နောက်တိုင်းရတကယ်ကျွန်တော်ဘတ်စကာပဲလေဗျာ ဘာတော့ကျွန်တော်45မိနစ်အတောတွင်းကိုပေါင်ကြီးကိုကြီးမယ်ဆိုလို့ရှင်တော့45မိနစ်အတောတွင်းမှာဖြစ်မဲ့ကိုပေါင်ကြီးရတော့ကျွန်တော်အနည်းဆုံးတစ်လုံးလောက်တော့တွင်းမယ်လို့ကျွန်တော်ဖွင့်ထားတွေ့ရတယ်ဗျာဘယ်လိုပဲနေနေပါဒီပွဲစဉ်မှာတော့ကျွန်တော်ကတော့ကိုပေါင်အပေါ်ခြိုက်တယ်အနည်းဆုံးတောင်းလောင်းထိတော့ခြိုက်တယ်ဗောနော် body မှာတော့ကျွန်တော်ဖျံတော့ body ပဲခြိုက်တယ်ဖျံတော့တော်တော်လေးယုံလာမယ်လို့ထင်တယ်ဗျာဟာဘာလို့ဆိုတစ်လုံး90ရှောင်းလဲပေးထားတာ哦 once ပဲရိုက်မယ့်ညီကိုတွေကတော့ခုနကျွန်တော်ပြောတာဗောနော် protein score yes ရိုက်ရိုက်မရိုက်ဘူးဆိုလို့ရှိရင်ညီကိုတို့ ပါပါလေးပုတ်ကြည့်ပါတော့ကျွန်တော်တို့ဒီ fair not ပေါ့နော် total 2ကိုတွားပြီးမှ over 0.5 goal ပေါ့နော်ကျွန်တော် fair not တလုံးတွင်းနာနဲ့ကျွန်တော်ဒီစားလောက်ရမယ်ပေါ့နော်ဒီလိုဖိုးဖို့ကျွန်တော်ချန်ပေးခြင်းပါတယ်ချန်ပီယံလည်းနောက်ထပ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ liverpool ဆင်းတဲ့ bayern munich တို့ပွဲစဉ်ကိုပွဲချုပ်သုံးသပ်ပေးပါမယ်ဒီပွဲစဉ်မှာတော့ bayern ကပထမအကြော liverpool ဆင်ပွဲမှာ3-0ဆိုတဲ့ရလနဲ့အနိုင်ယူထားတာတွေ့ရတယ်ပေါ့နော် လက်ရှိဖွင့်ထားတဲ့ခြေရပိုင်ယံမင်းနဲ့ level 20ရှုံ9ပေါင်းတောင်းလုံး59ဆိုမှပြီးထားတယ်။ကျွန်တော်ဒီ Bundesliga မှာဆိုရင် Leverkusen ကလည်း Bremen ကို2-0နဲ့အိမ်ကွင်းမှာရှုံးတယ်လို့ Bayern Munich ကလည်းဘိုချွန်း2-3ဆိုတဲ့ရလနဲ့အိမ်ကွင်းမှာတောင်းလုံးအောင်ပြီးလိုက်တယ်ကြာ။အနီကကြီးနဲ့ပြန်။ဆိုလက်ရှိကျွန်တော် Leverkusen ရဲ့ Champion League 5ပွဲကိုကြည့်မယ်ဆိုရင်3ပွဲနိုင်9ပွဲရှုံး။ပြီးရင်ကျွန်တော်9ပေါ်က3ချိန်9အောက်2ချိန်ကြာထားတယ်။ Bayern Munich ကလည်း Champion League 5ပွဲကိုကြည့်မယ်ဆိုရင် တုံးဝဲနိုင်တပွဲတည်တပွဲရှုံးပေါ့နော်5ဘော4ချိန်5ဟောက်တစ်ချိန်ကြာထားတယ်တွေ့ရတယ်ပေါ့နော် head to head အနေထားမှာကျွန်တော်လီဗာကူစင်ကွဲမှာဆော့ခဲ့တာနောက်ဆုံး5ဘောကိုချိန်ရမှာဆိုရင်အာကျွန်တော်ဘိုင်ယန်မြူနစ်က2ချိန်နိုင်တယ်လီဗာကူစင်က2ချိန်နိုင်တယ်တစ်ချိန်ကတည်ဖြစ်ထားတွေ့ရတယ်ပေါ့နော် app ဝဲမှာဆိုရင်5ချိန်ကတော့5ဘောဖြစ်ထားတယ်တွေ့ရတယ်ပေါ့နော်ဒီနှစ်တည့်ရနိုင်ဂျီယာနောမှာတော့လီဗာကူစင်က39ဘိုင်ယန်က40ပြီးထားတာတွေ့ရတယ် ကျွန်တော် wine spec ခြေတွေမှာကြည့်မယ်ဆိုလို့ရှိရင်တော့ protein to score yes ကိုပေးထားတာ1950ပေါ့ဗျာဒီပွဲမှာ protein to score yes ရိုက်ဖို့အကြံပေးခြင်းနဲ့ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်မင်းက90 product မှာအနည်းဆုံး3လုံးကနေ4လုံးထိဖြစ်မဲ့ goal ကြီးကိုဖွင့်ထားတယ်ပေါ့ဗျာဒီမှာကုစင်အတင်းကတော့အနည်းဆုံးကျွန်တော်တို့တစ်လုံးတော့ဝယ်ရမယ်ဆိုတဲ့ခြေဖွင့်ထားတယ်မင်းက90 product မှာတစ်ခုတော့ပဲတွင်းနိုင်မယ်ဆိုတဲ့ခြေဖွင့်ထားတယ်ဘိုင်ယန်မြူနစ်ကတော့ကျွန်တော်တို့သူကလည်းအတူတူပဲတစ်လုံးတော့ဝယ်ရမယ်ဆိုတဲ့ခြေပေါ့ဗျာ1 1 တော့မဟုတ်လားတူးစီးနဲ့တည်နေနိုင်မှာပေါ့ဗျာ45မိနစ်အတော်တွင်ကိုပေါင်းကြီးကိုချိန်ရမှာဆိုရင်45မိနစ်အတော်တွင်မှာဆိုလို့ရှိရင်နှစ်တဲမောင်းအနည်းဆုံးတစ်လုံးလောက်တော့ရပါမယ်ဆိုတော့ချိန်ဖွင့်ထားတယ်ပေါ့ဗျာဆိုတော့ကျွန်တော်တို့လီဗာကူစင်အတင်းကလည်းနှစ်ပွဲဆက်ရှုံးတယ်လို့ပုံစံမျိုးဖြစ်သွားပြီပေါ့နော်ရှုံးသွားပြီပေါ့ဗျာကျွန်တော်ချန်ပီယံလင်းမှာလည်းရှုံးတယ်ဂိုးမတွင်းနိုင်ဘူးအာကျွန်တော်ဘွန်နက်စ်လီဂါမှာဆိုလဲပရီမီယံကိုတူးစီးနဲ့ရှုံးတာဂိုးမတွင်းနိုင်ဘူးပေါ့ဗျာ ဆိုတော့ဒီပွဲစဉ်မှာတော့ဘလို့ပဲနေနေပါကျွန်တော်ကတော့ဘော်ဒီမှာလီဗာပူးစင်ကြိုက်တယ်ဗျာပြီးလို့ရှိရင်ဂူပေါင်းအပေါ်ကြိုက်တယ်ပေါ့နော်ဂူပေါင်းအပေါ်နဲ့လီဗာပူးစင်ဘော်ဒီထိုးဖို့အကြံပေးခြင်းတယ်ပေါ့နော်ကျွန်တော်ညီကိုတွေကတော့ဘိုတင်းနူစကောရက်ဆိုတာရရင်ရိုက်ချီပေါ့နော်ဝိုင်းစပယ်ရိုင်းမင်းညီကိုတွေချန်ပီယံလိနောက်ထပ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့လီဗာပူးနဲ့ PSG တို့ပွဲစဉ်ကိုပွဲချုပ်သုံးသပ်ပေးပါမယ်ဒီပွဲစဉ်မှာတော့လီဗာပူးက level 40ရှုံးဂူပေါင်းကတောင်းလုံးတည်ရေးပေးထားတာတွေ့ရတယ်ပေါ့နော် ထမအကြော့မှာတော့လီဗာပူးက PSG ပမာ1-0ဆိုတဲ့ရလာနဲ့နိုင်ထားတယ်ပေါ့ဗျာညီကိုတို့အားလုံးလည်းသိပြီးသားပါပဲဂိုးသမားအစွမ်းပြတယ်နောက်ကျဂိုးနဲ့အနိုင်သွားခဲ့တယ်ပေါ့နော်ကျွန်တော် PSG အတင်းတတိုင်းတိုင်းကန်နေတာဗျာဂိုးတွေလည်းရခဲ့ပါတယ်ကျွန်တော်ကန်ကန်ဆိုးတယ်ပေါ့ဗျာဂိုးတွေ VAR ဖြတ်တာပေါ့အကုန်လုံးမရခဲ့ဘူးပေါ့ဗျာဆိုလက်ရှိကျွန်တော်လီဗာပူးရဲ့ချန်ပီယံလိ5ဝဲဆော့ထားတာကိုကြည့်မယ်ဆိုရင်၄ဝဲနိုင်တဲ့ဝဲရှုံးပေါ့ ဘိုးဘော်၂ချိန်၉ဟောက်၃ချိန်၉ဟောက်ကိုကကျွန်တော်အကုန်လုံး clean sheet ရထားတယ် Real Madrid Girona PSG ဆိုမှ clean sheet တွေရယူထားတာတွေ့ရတယ်ပေါ့နော်ပြီးတော့ရှိရင်ကျွန်တော် PSG ရဲ့ Champions League ၅ပွဲကိုကြည့်မယ်ဆိုလို့ရှိရင်တော့လေးဝမ်းနိုင်တပွဲရှုံလီဗာပူးတည်တင်းတဲ့ပွဲရှုံထားတယ်ပေါ့နောက်ဆုံးဆော့ကရ၅ပွဲမှာဆိုရင်အကုန်လုံး၉ဘော်တွေကြာထားတယ်ဒီနှစ်တင်း head to head ကိုကျွန်တော်ကြည့်တဲ့အချိန်မှာ၃ချိန်ရှိတယ်ဗျာလီဗာပူးက၂ချိန်နိုင်တယ်ပီအက်ဂျီက၁ချိန်နိုင်ထားတာတွေ့ရတယ်ပေါ့နော် လက်ရှိလီဗာပူးအသင်းကပရီးမီးယားလိမှာဆိုရင်ဆောက်တန်တန်တရီဝမ်းနဲ့နိုင်ပြီးမှဘော်ဒီဂျီကရှုံးတယ်ကိုပေါင်းကြီးအောင်ထားတာတွေ့ရတယ်။ PSG အသင်းကတော့ကျွန်တော်ရန်ကို4-1ဆိုတဲ့ရလာနဲ့အဝေးခွင်မှာနိုင်ထားတယ်ပေါ့နော်ဘော်ဒီဂျီကိုပေါင်းကြီးအကုန်အောင်ထားတာမျိုးလည်းတွေ့ရတယ်။ဆိုဒီပွဲသင်ပြီးရင် PSG မှာ6နဲ့ဆွာရမယ်အရေးမကြီးဘူးသူတို့အတော့ကဒီပွဲကပိုအရေးကြီးရပါတော့ဒီဘာဘူးကတော့ Newcastle နဲ့ဆွာရမယ်ပေါ့ဗျာဆိုတော့ကျွန်တော်ဒီပွဲသင်မှာတော့ဒီဘာဘူးက68ရာခိုင်နှုန်းနိုင်ဂျီယာနှုန်းပေးထားတာလည်းတွေ့ရတယ် ပြီးလို့ရှိရင်ကျွန်တော် wine bag မှာတွက်ကြည့်မယ်ဆိုရင် botinu score yes ကိုပေးထားတဲ့ကြီးရတော့တထောင်လောက်နဲ့900ရမယ် no ဆိုရင်20ခွဲလောက်ပေးထားတာလည်းတွေ့ရတယ်ပေါ့နော်ပြီးရင် minute 90အတော်တော်မှာဖြစ်မှတ်ဘူးပေါင်းကြီးကိုကြည့်ရမှာဆိုရင်အနည်းဆုံး2တင်ပေါင်း3လောင်းထိရောက်မှာဆိုတော့ကြည့်ဖွင့်ထားတယ် minute 90အတော်တော်မှာကျွန်တော်တို့ဒီပါဘူးအတင်းကတော့အနည်းဆုံး1လုံးလောက်တော့တွင်းမှာဆိုတော့ကြည့်ဖွင့်ထားတယ် PSG အတင်းအောင်ကြည့်ရမှာဆို PSG အတင်းကတော့ အနည်းဆုံးတလုံးလောက်ဝယ်ရမယ်ဆိုတော့ကြည်ဖွင့်ထားတယ်ပေါ့နော်ပြောချင်တဲ့အဓိပ္ပာယ်က2 1ပေါ့ဗျာ2 1ဆိုတဲ့အဓိပ္ပာယ်မျိုးဖွင့်ထားတာတွေ့ရတယ်ပေါ့နော်ပထမပိုင်းရဲ့ဂူအောင်ကြီးကိုကြည့်မှဆိုရင်တော့ပထမပိုင်းမှာတော့ကျွန်တော်တို့အနည်းဆုံးနှစ်တင်ထက်တင်ရတကူကတော့တွင်းမှာဆိုတော့ကြည်ဖွင့်ထားတယ်ပေါ့နော်ဒီပွဲစဉ်မှာ body မှာကျွန်တော် PSG ပဲကြိုက်တယ်ဗျာ PSG body ပဲကြိုက်တယ်ဗျာ PSG မရှုံးဘူးလို့ပဲထင်တယ်အကြိုက်ချင်းမတူဘူးကျွန်တော်ပြီးလို့ရှိရင်ကျွန်တော်ဂူပေါင်းကတော့ကျွန်တော် ဘူပေါင်းအပေါ်ကြိုက်တယ်ဖွင့်ပြီးစောမလို့ထင်တယ်ပေါ့နော် wise way ရိုက်မှညီကိုရဲ boating to score yes ဆိုတာရိုက်ကြည့်ပေါ့တော့မဟုတ်လည်း over 2.5ကိုရိုက်ကြည့်ပေါ့ဗျာဒီလိုထိုးဖို့အချံပေးခြင်းတယ်ဒီနေ့ကျွန်တော်ရွေးထားတဲ့ပွဲစဉ်တွေကတော့ဘာစီနဲ့ဘင်ဘီကာမှာဆိုရင်ဘင်ဘီကာရွေးထားတယ်ပေါ့နော် internet fair not မှာဆိုရင် fair not ရွေးထားတယ် liverpool နဲ့ bayern မှာဆိုရင် liverpool ရွေးထားတယ် Liverpool နဲ့ PSG ပေါ်မှာဆို PSG အတင်းကိုကျွန်တော်ရွေးချက်ထားပါတော့ကျွန်တော်ရွေးချက်ထားတဲ့အားတွေအကုန်လုံးအောက်တင်းနေများနေတယ်ပေါ့နော် အချိုက်ချင်းမတူဘူးဆိုရင်လည်းကျွန်တော်ညီကိုတွေအားပေးတဲ့အနေနဲ့ကြည့်ပေးပါလို့ပေါ့နော် like subscribe comment ပေးပေးပါလို့ကျွန်တော်တောင်းဆိုချင်ပါတယ်ညီကိုတို့အားလုံးလည်းကျေးဇူးတင်ပါတယ်ပေါ့နော်အားလုံးကြမ်းမှချမ်းသာကြပါစေ။